နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေးထွေးလိုက်လဲစွာကြိုဆိုပါတယ်။ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။မေလ6ရက်အင်္ဂါနေ့ ရှင်လူကာခရဝင်ခန်းကြီး34အငယ်9မှ37ထိုအခါခေါ်ဖိတ်တော်သူတို့သည်မြင့်မြတ်သောနေရာထိုင်ရာကိုရွေးကြသည်ကို မြင်တော်မူလျှင်သူတို့အားဥပမာကိုမိန်တော်မူသည်ကသူတို့ဘာသည်မင်္ဂလာဆောင်ပွဲသို့တင့်ကိုခေါ်ဖိတ်တော်အခါမြင့်မြတ်သောနေရာ၌မလျောင်းနှင့်တို့တို့လျောင်းလင်းတင်ထက်တာ၍မြတ်တော်သူသည်ပွဲတို့လာသည်ရှိတော်တင်တို့နှစ်ယောက်ကို ခေါ်ဖိတ်တော်သူက ဤသူအာနေရာကို ပေးလောဟု လာ၍ပြောလိမ့်မည်။ထိုခါတင်သည် ရှက်ကြောက်ခြင်းနှင့်နှိမ့်သောနေရာသို့ဆင်းရလိမ့်မည်။သူတစ်ပါးတို့သည်တင်ကိုခေါ်ဖိတ်သောအခါတွား၍နှိမ့်သောနေရာ၌လျောင်းလော။ထိုတို့လျောင်းလင်းတင်ကိုခေါ်ဖိတ်သောသူလာသည်ရှိသောအဆွေတက်ပါဟုတင်ကိုဆိုလိမ့်မည်။ထိုအခါတင်နှင့်အတူလျောင်းသောသူတို့ရှိမှတင်းအတည်းရထင်ရှားလိမ့်မည်။ ကိုကိုကိုချင်းမြောင်တော်သူမိဒီကနှိမ်ချခြင်းတို့ရောက်လတံကိုကိုကိုနှိမ်ချတော်သူမိဒီကချင်းမြောင်ခြင်းတို့ရောက်လတံဟုမိန်တော်မူ၏ကိုကိုကိုချင်းမြောက်တော်သူမိဒီကနှိမ်ချခြင်းတို့ရောက်လတံ ကိုကိုကိုနှိမ့်ချတော်သူမြည်ဒီကချီးမြောက်ခြင်းတို့ရောက်လက်တံရှင်တို့ကခရွင့်ခန်းကြီး34ခန်းငယ်37နှိမ့်ချခြင်းကုံအတရင်မူလရန်ကျောင်းဆရာမတယောက်အနေဖြင့်ကျမ၏တငယ်ချင်းသည် သူမ၏တပည့်ကျောင်းသားများကိုဂီတသို့မဟုတ်အနုပညာဘာသာရပ်များသင်ကြားသောအခန်းများသို့ခေါ်သွားလေရှိသည်အခြားခန်းသို့သွားရန်တန်းစီခိုင်းသောအခါပြည်စမရန်ကျောင်းသားများက သူထက်အလျင်နေရာယူပြီး အချို့ကထိတ်ဆုံးနေရကိုလိုချင်တက်မတ်စေဖြင့်ကစင့်ကလျားပြေးသွားသည်တနေ့ရင်ဂျန်နီသည် နောက်ဆုံးနေရတွင် တန်းစီခြင်းဖြင့်လူတိုင်းကသူမကိုလက်ကြည့်ပြီးအံ့ဩခဲ့သည်အံ့ဩမှုကြောင့်အလိုလေးဟုပင်အသံပြုမိကြသည်ညစာစားပွဲတွင် အလားတူနေရရယူလိုချင်ဖြစ်စဉ်ကိုသခင်ယေရှုတည်ပြုမိသောအခါသူ၏အပြစ်သက်များအားအမှန်အံ့ဩစေသည့်ပုံဥပမာကို ပြောပြခြင်းဖြင့်တုံ့ပြန်ခဲ့သည် မင်္ဂလာဆောင်ပွဲပုံဥပမာကိုအသုံးပြု၍မြင့်မြတ်သောနေရာကိုမယူဘဲနှင်းချသောနေရာကိုယူရန်တခင်ညွှန်ကြားခဲ့သည်ခရစ်တော်ကကိုကိုကိုချီးမြှောက်တော်သူမြည်သည်ကနှိမ့်ချခြင်းသို့ရောက်၍ကိုကိုကိုနှိမ့်ချတော်သူမြည်သည်ကချီးမြှောက်ခြင်းသို့ရလက်တန်းဟုဆိုပြီးလူသားတို့၏လူမှုရေးစံနှုန်းများကို ရှုတ်ချခဲ့သည်ဤနိုင်ငံတော်ဥပဒေသားကို ခံယူရန်ခက်ခဲနိုင်သည်အဖေကြောင့်ဆိုသော နောင်တွင် ပထမနေရာရရှိရန် ယခုတွင်နောက်ဆုံးနေရာကိုကျွန်ုပ်တို့ရွေးချယ်ခြင်းဆိုတော့လေကျွန်ုပ်တို့၏လူသားများမှာအထူးသဖြင့်တနည်းမဟုတ်တနည်းဖြင့်အနိုင်ရခြင်းကိုသာအာရုံစိုက်ရင်သွေးဆောင်ခံရခြင်းကြောင့်ဖြစ်သည်သို့တော်သခင်ယေရှုကကျွန်ုပ်တို့အားသူ၏ဆန္ဒမူနာကိုလိုက်လျှောက်ရန်နှင့်နှိမ်ချခြင်းနောက်ဆုံးဖြစ်ခြင်းနှင့်နှိမ်ချခြင်းတို့ကိုစစ်မှန်သောဂုဏ်အတည်ချီးမြှောက်ခံရသည့်အဆင့်တွင် ရှိနေခြင်းဟုရှုမြင်နိုင်အောင် ျွန်ုပ်တို့၏အတွေ့အမြင်ကိုပြန်လည်တက်မှတ်ပေးရန်မှစမည်အကြောင်းသူကိုမော်ကြည့်ရန်ကျွန်ုပ်တို့ကိုတိုက်တွန်းလို့ဆိုပြီးသည်ကျွန်ုပ်တို့၌ရှိရင်သခင်ယေရှုအလိုရှိသည့်နှိမ်ချမှုမျိုးကိုတင့်မဝရမြည်သူက ရုပ်လုံးဖော်ပြသည်။တင်းဤဂုံတိတ်ခါကိုဆွတ်လွတ်ရန်အရေးအတွက်မြည်သည့်အချိန်ကတင်ယုံကန်ခဲ့ရသည်နည်။တခိယေရှုအခြေအနေတိုင်းတွင်နှိမ့်ချသောစိတ်ထားကိုပြနိုင်ရန်ကျွန်ုပ်ကိုကူညီမဆတော်မူပါ။တခိယေရှုနာမကိုအမည်ပြုရင်ဆုတောင်းပါ၏။အာမင်။ နေ့စဉ်ခွန်အားကို ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။